မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မိမိကိုစောင်းရှောက်နေတဲ့ပုံကိုစောင်းပင်ဖိမိဖြစ်ပါတယ်ဆရာကြီးမင်းတင်ခလမ်းညွန်ခဲ့တဲ့ဤဖြစ်ပြီးဆရာစင်ယော်နီရဲ့ရေးသားတင်ပြချက်များမှာတည်တည်တဲ့ဘဟုတုတ္တများနဲ့နီလန်ကိုသာကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်လူတွေမှာအဆောင်ပုံကိုတို့ဆရာသခင်တို့ဆိုတာရှိတတ်ကြပါတယ် အရေးကြောင်းရှိရင်အဲ့ဒီလိုပုံကိုယ်တွေကကူညီတက်လမ်းညွန်တက်ပါတယ်အဆောင်ပုံကိုယ်နဲ့တွေ့ဖို့အတွက်ဘလို့ကျင့်ကြံအားထုတ်ရတယ်လဲဆိုရဲဆရာကြီးမင်းတင်ခါရဲ့လမ်းညွန်တင်ပြမှုများကိုတင်ပြပါမယ် visualization ဆိုတဲ့စာအုပ်တအုပ်ကိုဖတ်ဖူးတယ်အဲ့ဒီမှာဗာပြောထားတယ်လဲဆိုတော့လူတွေဟာအဆောင်ပုံကိုယ်ကိုအလိုရှိကြတယ်တဲ့ကိုကိုဘိုးမင်းကောင်ကဆောင်းတယ် ဘိုးဘိုးအောင်ကစောင်းနေသူလက်တည်းဆောင်းနေဘသူဆောင်းနေဘဲဝါဆောင်းနေစသဖြင့်ပေါ့တယောက်ယောက်ကဓာစီပီအဖကမင်းကိုဆောင်းနေဘာညာဆိုရင်လဲဟုတ်မှန်းမသိမဟုတ်မှန်းလည်းမသိဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးပေါ့သူများပြောတဲ့အဆောင်ပုတ်ကိုဆိုတာဟုတ်ချင်မဟုတ်မှာပေါ့ဒါဖြင့်ကိုယ်တိုင်ဆောင်ပုတ်ကိုပင်းတဲ့ညီကိုပြောပြမယ်ကိုဟာကိုနေကောင်းရက်တာတရရရွေးပြီး အဲ့ဒီနေ့မှာငါရဲ့အဆောင်ပုဂ္ဂိုလ်ကို ရှာမယ်ဆိုပြီးအဋိဌံထားရမယ်။အဲ့ဒီအဆောင်ပုဂ္ဂိုလ်ကို တွေ့ရင်လည်းတစ္ဆာတော်ရှိရမယ်။နေ့တစ်နေ့တက်မှတ်ပြီးအဲ့ဒီနေ့ကစလို့တနေ့ကို10မိနစ်ဖြစ်စေ15မိနစ်ဖြစ်စေတည်ချထိုင်ရမယ်။တိချထိုင်ရမယ်ဆိုတာကတတောင့်တတလေးငြင်းငြင်းလေးထိုင်နေရမယ်ဆိုတာကိုပြောတာတခြားပါကူမှအာယုံမပြူရဘူးမမက်ရဘူး ကိုယ့်ရဲ့အဆောင်ပုတ်ကိုကြွားလာပါစေလို့ပဲစင်စက်မပြတ်အာယုံပြုထားရမယ်။အစာပိုင်းတော့မော်တော်ကားတွေလည်းတွေ့ရင်တွေ့မယ်၊လေရင်ပြန်တွေလည်းတွေ့ရင်တွေ့မယ်၊ကလေးတွေစော့နေတာလည်းတွေ့ရင်တွေ့မယ်။ဘာရဲမဟုတ်ဘူးအာယုံထဲမှာရှောက်ပြီးပေါ်ချင်တာတွေပေါ်နေမှာပေါ့အဲ့ဒါကိုဇွဲရှိရှိနဲ့ထိုင်ရမယ်။ဒီလန်းဒီစခန်းမှာဇွဲအရေးကြီးဆုံးပဲတနေ့ကျရင်တော့အဲ့ဒီလိုအာယုံတွေကအမျိုးမျိုးပြောင်းနေတဲ့မြင်ကွင်းတွေဟာငြိမ်သွားလိမ့်မယ်။ တောအုပ်ကို တွေ့ရင်တွေ့မယ်။တောင်ကုန်းကိုတွေ့ရင်တွေ့မယ်။အဲ့ဒီတည်ငိမ့်တဲ့တောအုပ်တို့တောင်ကုန်းတို့ကနေဇပွဲတွေမှာကလေကာကိုဖွင့်ပြီးထွက်လာတယ်လို့သစုံတစ်ခုဟာထင်းထင်းရှားရှားထွက်လာလိမ့်မယ်။အဲ့ဒီလိုထွက်လာတဲ့ပုံကိုကိုတင်ဟာကျွန်ုပ်ရဲ့အဆောင်ပုံကိုဟုတ်ပါသလားကျွန်ုပ်ကိုအစင်ဆောင်းရှောက်နေတဲ့သူဟုတ်ပါသလား ကျွန်ုပ်အနေနဲ့အရေးကြီးတဲ့ကိစ္စရှိတဲ့အခါတင့်ကိုတိုင်နေပြီးမှလုပ်ပါမယ်ဆိုပြီးစိတ်ထဲကလှမ်းပြီးပြောကြည့်ရမယ်။အဲ့ဒီပုံကိုပြောက်မသွားမချင်းပြောနေရမယ်။ပျောက်သွားခဲ့ရင်လည်းအဲ့ဒီအာယုံကိုရအောင်ပြန်ခေါ်ပြီးပြန်ပြောနေရမယ်။အဲ့ဒီမှာတစ္ဆာရှိဖို့လိုတယ်ဆိုတာက တွေ့လာတဲ့ပုံကိုဟာပိတ်ဖြူစင်ကြယ်နဲ့ဆိုရင်တော့ကိုယ့်ရဲ့အဆောင်ပုံကိုအဖြစ်လမ်းညွန်သူအဖြစ်ဆရာတင်ဖို့လွယ်သေးတာပေါ့။ ။ယောဂီဝတ်နဲ့ပုပ်ကိုဆိုရင်လေသူတော်ကောင်းကိုဆိုပြီးဆရာတင်ဖို့လွယ်နိုင်သေးတာပေါ့။အဲ့ဒီလိုမဟုတ်ပဲခွေးကြီးထွက်လာရင်ဘယ်နဲ့လုံးမလဲ။ကိုယ့်ရဲ့အဆောင်ပုပ်ကိုဟာခွေးကြီးကိုကခွေးကြီးရဲ့လက်ညှိုးမှုနောက်ကိုလိုက်ရမယ်ဆိုရင်ဘယ်ကျေနပ်ပါမလဲဒီကိစ္စမှာမကျေနပ်လို့မရဘူးကျေနပ်လက်ခံရလိမ့်မယ်မိမိလိုချင်တာတွေတော့ပေါ်ချင်မှပေါ်လာမှာပေါ့မိမိစီကိုဘိုးဘိုးအောင်ပဲလာမယ်ဘိုးမင်းကောင်ပဲလာမယ်လို့ပဲပြောနိုင်ပါလေ မြင်းကြီးလည်းဖြစ်ချင်းဖြစ်နေမယ်။နွားကြီးလည်းဖြစ်ချင်းဖြစ်နေမယ်။ခွေးကြီးလည်းဖြစ်ချင်းဖြစ်နေမှာပေါ့။ခွေးကြီးဆိုရင်မလို့ခြင်းဘူး။သွားဆိုလို့တော့လုံးလို့မရဘူးပေါ့။တစ္ဆာတော့ရှိရလိမ့်မယ်။တစ္ဆာမရှိနိုင်ရင်တော့ဘာမှလာမှာမဟုတ်ဘူး။စိတ်ကြီးဖြစ်နေရင်လည်းလက်ခံရမှာပါပဲ။စိတ်ဖြစ်ခြင်းမဖြစ်ခြင်းကအကြောင်းမဟုတ်ဘူး။နားရဲ့အဆောင်ပုံကိုပဲဆိုတာကအရေးကြီးတာ။ကိုလုတ်တဲ့မလုတ်တဲ့ဆိုတာကိုသူကလမ်းညွန်ပေးလိမ့်မယ်။ မလုတ်တဲ့နာဆိုရင်တားလိုက်မယ်လုတ်တဲ့နာဆိုရင်တိုက်တွန်းလိုက်မယ်ပံ့ပိုးလိုက်မယ်သူဟာသူစိတ်ပဲဖြစ်ဖြစ်မြောက်ပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ်မိမိကအဆောင်ပုတ်ကိုလမ်းညွှန်ဆရာဖြစ် တောင်းမိပြီကိုလက်ခံရတော့မှာပဲအဲ့ဒါခိုင်သွားပြီဆိုရင်စိတ်ကြီးဆိုပါတော့ကိုကစိတ်ကြီးကိုပြောရမယ်ကျွန်တော်ဒီတပတ်ထဲမန္တလေးမှာထီထိုးမယ်စိတ်ကြီးဘလို့လဲအများကြီးထိုးမှတော့ဆိုပြီးပြောမယ်ဆိုရင် အဲ့ဒီစိတ်ကြီးကခေါင်းညိပြရင် ထိုးပေါ်ခေါင်းခါပြရင်တော့မထိုးနဲ့ပေါ့တကယ်တော့အဲ့ဓာတွေအားလုံးကအာယုံတွေပါပဲအာယုံဟာအာယုံပါပဲအာယုံမှာအနှိမ့်အလက်အမျက်ဆိုပြီးမရှိပါဘူးစိတ်ပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ်ပုံသဏ္ဍာန်တစ်ခုပါပဲတနေ့ကြရင်တော့အဲ့ဒီစိတ်ကြီးကအယောင်တွေအလင်းတွေထွက်လာပြီးနှစ်သားကြီးဖြစ်ရင်လည်းဖြစ်လာလိမ့်မယ်ဘိုးဘိုးအောင်ပုံဖြစ်ရင်လည်းဖြစ်လာလိမ့်မယ်တရံအားဖြင့်သာစိတ်ပုံစံခွေးပုံစံ မြောက်ကုံစံယူထားခဲ့တာမျိုးလည်းဖြစ်နိုင်တာပေါ့တထံကအရေးမကြီးပါဘူးဘာပုပ်ကိုဆိုတဲ့အနှစ်အသားကသာအဓိကကြတာမိမိကစိတ်ကြီးကိုတွေးလို့အဲ့ဒီစိတ်ကြီးကိုမလိုချင်ဘူးဆိုပြီးညင်းခဲ့ရင်အဲ့ဒီစိတ်ဆိုတဲ့တထံရဲ့နောက်မှာ꿰နေတဲ့မိမိတောင်းတနေတဲ့အဆောင်ပုပ်ကိုနဲ့လွဲသွားမှာပေါ့အဆောင်ပုပ်ကိုကြွပါအဆောင်ပုပ်ကိုကြွပါဆိုပြီးပင့်ဖိတ်နေတာကိုကလေးလေးပေါ်လာတယ်ကလေးလေးကလည်းနှစ်နှစ်သုံးနှစ်သားကလေးလေး အဆောင်ပုတ်ကိုကြွားပါဆိုတာကိုဘဲနဲ့ဒီကလေးလေးကပေါ်လာရတာတုံးငါ့ကိုစောင့်မို့နေနေတာတာငါကတောင်ပြန်ပြီးထိမ့်နေရအောင်မှအရေးမပါပါဘူးလို့တော့မလုပ်ရဘူးနော်ကလေးပေါ်လာရင်လဲကလေးဆောင်ပေါ့ကိုနဲ့ထိုက်တန်တဲ့အဆောင်ပုတ်ကိုလမ်းညွန်ပုတ်ကိုဆိုတာတော့လေးလေးနက်နက်ယုံကြည်ထားရမယ်အဲ့ဒီလိုပေါ်လာတဲ့ကလေးလေးဆိုတာဟာလဲမိမိတို့ကြားဘူးနေတဲ့ပူပူအောင်လိုပဲဘိုးမင်းခေါင်လိုပဲဆိုတာလက်ခံထားရမယ် အဲ့ဒီကလေးလေးကငါဘသူပဲဆိုပြီးသူ့နာမည်ကိုပြောလာတာလည်းရှိလိမ့်မယ်သူဟာဘိုးဘိုးအောင်ပါလို့ပြောခြင်းလည်းပြောလိမ့်မယ်ငါဟာရှင်အင်းစကောနာပဲလို့ပြောခြင်းလည်းပြောလိမ့်မယ်အင်္ဂလိပ်နာမည်ပြောခြင်းလည်းပြောမှာနော်ကဘာပေါ်မှာမြန်မာတွေပဲထွက်ရက်ပေါက်တယ်လို့မအောင်မေးလေနဲ့မြောက်များစွာသောလူမျိုးတွေထွက်ရက်ပေါက်တာအများကြီးပဲအခုနောက်ပြောခဲ့တဲ့ကလေးလေးဆိုပါစို့အဲ့ဒီကလေးလေးကမိမိကိုပြုံးပြလိမ့်မယ်ရီးပြီးသူဘသူဆိုတာလည်းပြောပြလိမ့်မယ် ဝိဇ္ဇာလဲဆိုတာအဲ့ဒါပဲအဲ့ဒီလိုတွေ့ရတဲ့အဆောင်ပုဂ္ဂိုလ်နဲ့မိမိနဲ့နှစ်လသုံးလဆိုရင်ပဲရင်းနှီးသွားကြပြီပေါ့စိတ်ကြီးဆိုလဲစိတ်ကြီးပေါ့စိတ်ကြီးအဖြစ်နဲ့မြင်ရပေမဲ့မိမိရဲ့လမ်းညွန်ပုဂ္ဂိုလ်ဖြစ်တယ်သူ့မှာပါဝါစွမ်းရည်တွေရှိနေတယ်ဆိုတာကိုတော့မိမိအနေနဲ့လက်ခံထားရလိမ့်မယ်အစောင်းပုတ်ကိုနဲ့ပိုင်ပိုင်နိုင်နိုင်ဆက်သွယ်မိနေပြီဆိုရင်မိမိအနေနဲ့အရေးကြီးတာတစ်ခုကိုတောင်းရလိမ့်မယ် ဲ့ဒါကတော့မိမိအနေနဲ့ရွတ်မယ်ဆိုရင်စွမ်းမဲ့အသင့်တော်ဆုံးဖြစ်မဲ့ဗီဇာမန်တန်ကိုပေးပါလို့တောင်းရမယ်။ဗီဇာမန်တန်အကြောင်းနဲ့ထိုမန်တန်ကိုအတုံးချနည်းကိုတော့နောက်ဗီဒီယိုမှာ တင်ပြပေးပါမယ်။နောက်လဲလော်ကီလော့ကုတ်အကျိုးရှိစေမဲ့ဗဟုသုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီး အော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးတော့ပါအောင်နော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ